မောင်းဆရာရတော်ကအားလုံးပဲမင်္ဂလာပါ MK Korean Language School Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်အာဒီဗီဒီယိုမှာတော့60တစ်ချိန်မြောက်ဒီ reading လေးကိုဖြည့်ကြည့်ကြမယ်နော် reading မှာဆိုရင်နော်အာအပုတ်ကအားလုံးပေါင်း40ဖြည့်ရမယ်ပေါ့နော်40မှာမှကြာချိန်ကတနားတနားမှာပုတ်40ဖြည့်ရမယ်နော် ဲ့တော့အပုံ40ဖြေရမှာကိုသူကဒီကီမာတော့30ဖြေရမယ်မိနစ်40ကို30ဖြေရမယ်အဲ့တော့တစ်ကနေ30အထိပြီးထားတယ်ဒါပေမဲ့ reading ဖြေတော့တစ်ကနေပြန်မစားဘူးသူက31ကနေပြီးတော့80ဆိုပြီးတော့အာအဲ့လိုမျိုးပြန်စထားတယ်ပြန်ပြီးတော့31ကနေပဲဆက်ပြီးတော့သွားလိုက်တာပေါ့နော်80အထိဒါပေမဲ့အပုတ်40ပဲเนาะအဲ့ဒါမှတနားရီတွင်ပြီးအောင်ဖြေရမယ်ဆိုတော့ဆရာမတို့စလိုက်ရအောင် reading မှာဆိုရင်သူကလည်းပဲเนาะဒီလိုမျိုးပုံကြီးလေးယဉ်လာတယ်เนาะပုံကြီးလေးပေးတယ်ပြီးတာမှာ31 32ဆိုပြီးတော့ဖြည့်တယ်အာနမူနာပုံစံလေးပေါ့เนาะသူတို့ဘယ်လိုမျိုးပုံစံဖြည့်ရတယ်ဆိုတာအဲ့တော့31ကနေ33ထိဖြည့်ရတဲ့ပုံစံရှိမယ်เนาะအဲ့တော့ခေါင်းစဉ်လေးဖတ်ကြအောင်မူဝဆက်တဲ့ဟန်နေုံမီမီတ ကာနဲ့ပတ်သက်တဲ့အကြောင်းအရာလဲပိုကီဝါကချီအလ်မာချင်းကိုဆယ်ကိုဒရှိပီယိုနော်နမူနာနဲ့အတူတူမှန်ကန်တဲ့အရာကိုရွေးပါလို့ပြောတယ်။နောက်ဖြေရမယ့်ပုတ်က3ပုတ်31ကနေ33တိဒီလိုမျိုးပုံစံပဲ။ဘာနဲ့ပတ်သက်တဲ့အကြောင်းအရာလဲပေါ့နော်။3ပုတ်ဖြေရမယ်။ပုံစံတူတူ3ပုတ်နော်။အဲ့တော့ဥပမာလေးယဉ်ကြည့်ကြည့်။ဝန်နဲ့တန်ဝရယူရည်တည်မြည်တာ၊နေရည်တန်ဝါယူရည်တည်မြည်တာ ဒီနေ့ကတော့ volume တင်းလာနေဖြစ်တယ်မနှက်ဖြန်ကတော့ why you ဖြစ်တယ်အဲ့တော့ you is ဆိုပြီးတော့ဆရာမတို့နှစ်ခုတူနေတယ်အဲ့တော့ကြောင့်မလို့တင်းလာအင်္ဂါဆိုတော့နေ့တွေကိုပြောတယ်ဆိုတော့ရွေးကြည့်အောင်နံပါတ်1မှာဂုံဘူးစားလေးလာခြင်းနံပါတ်2 oru gu မျက်နှာ3 why you is နေ့တွေ400ခဲကျော်ရတဲ့ဥတုဆိုတော့ဘယ်ဟာလေးဖြစ်မလဲเนาะ3 you is ဖြစ်မှာပေါ့เนาะနေ့ကိုပြောတဲ့အတွက်ကြောင့်မလို့ အဲ့တော့ပြောမယ်ဆိုရင်ဒီစာနှစ်ကျောင်းမှာတူညီတဲ့အရာကိုရွေးထုတ်ပြီးတော့တူနဲ့ဆက်ဆိုင်တဲ့အဖြေကိုရွေးချယ်ပေးရမှာဖြစ်တယ်နော်အဲ့တော့အစကြည့်အောင်နံပါတ်31ကနေစကြည့်မယ်ခြားကွာကဣစမီတာစူပါကန်တော့စမီတာခြားကွာပန်တီကရှိတယ်အဲဗာလဲဒီဖယဲတီကမရှိဘူးဆိုတော့ဖယဲတီနဲ့ပန်တီကဘာမျိုးစားလဲ အတီမျိုးစားမလားအဲ့တော့ကြည့်ကြည့်မယ်ပါမလားလို့နံပါတ်1မှာရှီကန်အချိန်နံပါတ်2က qua in titi နံပါတ်3 on don လေအော်ဗာလဲအားကစားလုပ်ခြင်းပေါ့နော်နံပါတ်4ခါကျုပ်မိသားစုဆိုတော့ဗာလေးဖြစ်မလဲ qua in ပေါ့တတိပေါ့နော်စာကွာ super ပါတယ်ဆိုတော့ဟုတ်ပြီနော်အဲ့လိုမျိုးယူရတဲ့ပုံစံနောက်နံပါတ်32ချောင်းရောတာဆောစာတိမြေတာအွန်ညင်းရောအီလ်ကုပ်စာတိမြေတာ ကျွန်တော်ကတော့15နှစ်ဖြစ်တယ်အမကတော့ကျွန်တော်ဆိုအမကဦးနီးလို့တောင်းလာဆိုတော့ဒီမှာကချောဆိုကျမပေါ့နော်မိန်းကလေးဖြစ်မယ်အမကတော့ your ill cup ဆို18နှစ်ဖြစ်တယ်ဆိုတော့ဘာတွေပြောထားလဲနော် your ဒါဆောဆာအသက်ပြောတယ်15နှစ်18နှစ်အသက်ဆိုတော့အသက်ကိုဘယ်လိုပြောလဲနာဤအဲ့တော့နာဤပါလားကြည့်အောင်နံပါတ်1နာဤအသက်ပထမဆုံးတို့မှာနေစပါတယ်နော် နံပါတ်1နာရကြာရဆွေးနံပါတ်3အီဒမ်နံပါတ်နံပါတ်4နာတာနိုင်ငံအဲ့တော့၄ခုနဲ့မှာဘာဖြစ်မလဲသူနဲ့တူညီတာကနာအီနော်အသက်ဖြစ်တယ်ရမယ်နော်အဲ့တော့33လေးသွားကြအောင်ဆူမီရှင်နဲ့ဝယ်ဆောင်ဝန်ညီတာဆူမီကအာဒီကုမ္ပဏီဝန်ထမ်းဖြစ်တယ်ကွန်ပျူတာဝယ်ဆောင်ရဲ့ဌာနညီတာကွန်ပျူတာကုမ္ပဏီမှာ အာကုမ္ပဏီမှာလုပ်တယ်ပေါ့နော်အဲ့တော့နံပါတ်1 Trimi Wadana Chicop အလုပ်အကိုင်း3ဝရက်စုဂတိဂတိထင်းဆိုခြင်း shopping ဆိုတာက shopping ထွက်ခြင်းပေါ့နော်အဲ့တော့ तू ကကုမ္ပဏီဝန်ထမ်းဖြစ်တယ်ကုမ္ပဏီကုမ္ပဏီမှာလုပ်တယ်ဆိုတော့ဘာဖြစ်မလဲဝါဒနာလားအလုပ်ကိုင်းလားနော်အလုပ်ကိုင်းဖြစ်မှာပေါ့နော် तू ရဲ့အလုပ်ကိုင်းကကုမ္ပဏီဝန်ထမ်းဆိုတော့နံပါတ်1ကိုရွှေမယ် ဒါမှမဟုတ်အဲ့လိုမျိုး31ကနေ33ကပုံစံတူတယ်။နောက်စာကြောင်းထဲမှာပါတယ်အအမျိုးအစားဒါစာကြောင်းနှစ်ကြောင်းမှာပါတယ်အမျိုးအစားနှစ်ခုတူညီတဲ့အမျိုးအစားနှစ်ခုကိုအပုံထုတ်ပြီးတော့ဗောနော်သူနဲ့ဆက်ဆက်တဲ့အဖြစ်ကိုရွေးချယ်ရတဲ့ပုံစံ။ဒါမှမဟုတ်အဲ့တော့34လေးလေးသွားကြအောင်။34မှာဆိုရင်သူကလည်းပုံစံတူလေးရှိမယ်။နံပါတ်ဘယ်လောက်ကနေဘယ်လောက်ထိလဲ34ကနေ39ထိဆိုတော့6 5 6 8 6ပုတ်6ပုတ်ကပြောကြည့်ကြည့်မနော်ပုတ်ကိဝကချစ် နမူနာနဲ့အတူတူဘင်းခန်ကွက်လက်ကိုဘင်းခန်လို့ပြောတယ်နော်အဲဒီတော့ကာလ်မာလုတော့ဝင်သွားမယ်ဒီထည့်ရမယ်စကားဖြင့်ခါချက်အားမှချင်းအမှန်ကန်ဆုံးကိုရွေးချယ်ပါလို့ပြောတယ်ကွက်လက်မှာဖြည့်ရမှာပေါ့နော်အဲ့တော့ဘူဂီလေးကိုအရင်ကြည့်ကြအောင်ဒါနောဒမိုဒမီဒါဒါနောအတုံးလုံးတွေဝှက်ထားတာတွေကိုမသိပါဘူးကွက်လက်တက်ချစ်မီဒါကွက်လက်မှာရှာပါတယ် ဆိုတော့နံပါတ်1အန်ကျောင်းမြန်မာနံပါတ်2အုတ်ချန်းဆိုတာကအဝိပီတော်နံပါတ်3စာကျောင်းအပိဒံနံပါတ်4ជីကပတ်စံအိတ်အဲ့တော့ဒီအသုံးအနှုန်းတွေဝါတာတွေမသိမှဆိုတော့ကျွန်တော်တို့စာအုပ်ထဲမှာလည်းရှာလို့ရတယ်ဒီလိုမျိုးအပိဒံမှာလည်းရှာလို့ရတယ်အဲ့တော့တနေ့3လမှာပါဖြစ်မလဲသူနဲ့အာဆက်ဆက်တဲ့ဟာကနံပါတ်3ဖြစ်ပါဘောเนาะစာကျောင်းအဲအဲ့လိုပုံစံမျိုးနဲ့34နဲ့ကနေ39အထိကိုဖြည့်ရမှာပေါ့เนาะအဲ့34လေးဆက်ကြည့်အောင် တော်စလီမှာဆိုရင်ချင်းကိုတဲ့မှနာမည်သားတငယ်ချင်းကိုတွေ့တယ်။ကွက်လက်နော်ဘင်ကန်အဲဆိုကွက်လက်မှာယာကူတဲ့ဟမ်မီသားဘေ့စ်ဘောကစားတယ်။အဲ့တော့တငယ်ချင်းကိုတွေ့ပြီးတော့ဘေ့စ်ဘောကစားတယ်ဆိုတော့ဘေ့စ်ဘောဘာမှကစားလို့ရတယ်။လမ်းမမှာကစားလို့ရတာ။မရောလေနော်။အဲ့တော့အကစားကွင်းတို့ဘာတော့ကစားတယ်ဆိုတော့အကစားကွင်းဆိုတဲ့အတုံးလုံးရှိလာကြည့်ကြည့်မယ်နော်။နံပါတ်1ယာကူစေးဆိုင်နံပါတ်2ဂုံခန်လေးစိတ်နံပါတ်3ဒိုဆော့ကွမ်ချာတီတိုင်းနံပါတ်4အွန်တုံချာ အားကစားကွင်းအဲ့တော့သူနဲ့ဆက်ဆက်တာပါရှိမလဲအားကစားကွင်းလေးရှိမယ်ဆိုတော့နံပါတ်၄ကိုရွှေမယ်နော်အဲ့လိုပုံစံမျိုးရွှေတယ်35ဆက်ကြအောင်ဘက်ခွန်ကျုံမဲကမ္ဘီတာကုန်တိုက်ကိုသွားတယ်ဖာကြီးဘောင်းမီကွက်လက်နော်ပင်ခန်းချီမာတဆမ္မီတာစကတ်ကိုဝယ်တယ်ဘာကြီးလဲပါတယ်ဘာကြီးကလဲနောင်ချီမာလဲနောင်ဆိုတော့ကျမတို့ဒီလိုမျိုး level တန်းနေမှာသင်ခဲ့တော့နောင်တစ်ခုအလင်မှာဘာညက်လဲနှစ်နဲ့ဆိုတော့ grammar လေးညက်တယ်မလားအဲ့တော့ and နဲ့ဆိုရယ် grammar လေးပါမလားကြည့်ကြအောင်နံပါတ်1 do ဆိုတာကလဲပဲเนาะတစ်ခုတက်ပို့ပြီးတော့အာသုံးလုံးတဲ့နေရာမှာ do သုံးတယ်နောက်တစ်ခု ne ကတော့နံပါတ်3 ha ko ne ne ပေါ့เนาะနံပါတ်4 a ke si ko အဲ့တော့ဘာဖြစ်မလဲ1နဲ့3လေးမှာ3ဖြစ်မှာပေါ့เนาะ ha ko ဟာကိုဆိုတာကနောက်နှစ်ခုအလယ်မှာညက်ပြီးတော့တစ်ခုနဲ့တစ်ခုဆိုတဲ့ပုံစံမျိုးမှာတောင်းတယ်အဲ့တော့ဘာကြီးဟာကိုချီမာတဆမြည်တာ ရမယ်နော်အပြင်ဘက်ကနံပါတ်3အဲ့လိုမျိုးလေးရွေးချယ်ရမယ်နော်အခု35ထိပြီးပြီဆို36လေးသွားကြအောင်36မှာလည်းဖြောင်းဝန်းနဲ့အာဖြောင်းဝန်းနီးနော်ဖြောင်းဝန်းဆိုတာစီယုံကကြီးပဲဆိုအင်ကနေဘင်ကန်ခေါ်တော့ဆော့ကမြေသားလမ်းလျှောက်ပြီးသွားပါတယ်ဆိုတော့ ဘလိုလမ်းလျှောက်ပြီးသွားမလဲကြည့်ကြည့်အောင်နော်နံပါတ်1ခဏီတာကြီးတယ်နံပါတ်2စမြီတာကြီးပေါ်တယ်3ခါကပ်စမြီတာအဲနီးတယ်ပေါ့နော်အကွာဝေးနီးတယ်နံပါတ်4ချူယုံဟမြီတာတိတ်ဆိတ်တယ်အဲ့တော့အဲကြောင့်ဒီစေးယုံကအိမ်ကနေခွက်လက်ဖြစ်တယ်လမ်းလျှောက်ပြီးသွားတယ်ဆိုတော့ဘာလေးဖြစ်မလဲ3နဲ့3လေး3ဖြစ်မှာပေါ့နော် ဟာကပ်စင်မီတာနီးလို့လေနော်နီးလို့နီးတာကြောင့်ကဒီလမ်းလျှောက်သွားတယ်နော်ဝင်းရင်နော်ဘတ်စ်ကားနဲ့သွားမှာပေါ့နော်ကားနဲ့သွားတာတော့ဒီခြာကြုံကောနဲ့ဒီစပိန်နဲ့သွားတာလို့ပေါ့နော်လုံမှာပေါ့အဲ့တော့နီးတာဖြစ်တော့ကြောင့်မလို့ခါကပ်စင်မီတာနံပါတ်3ကိုရွေးတယ်ဒါနနက်30ခွန်ကြောင်ချောင်းနဲ့ကေကရကေကိုကလတ်ချွာဟမီတာကြိုက်ပါတယ်မိန်မော့ကစင်မီတာနေတိုင်းစားတယ်အဲ့တော့ကိတ်မုတ်ကိုကြိုက်တယ်နေတိုင်းစားတယ် ဲ့တော့ဘာအသုံးလုံးလေးဖြစ်မလဲเนาะကြည့်အောင်နံပါတ်1အာဂျူအယံနံပါတ်2အာကာเนาะခုနကဟာ3မွန်းကြောကအရင်ဆုံး4အောဆောဆိုတာကကြတော့မြ мян ဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะအဲ့တော့ဘာဖြစ်မလဲချောင်းကိတ်ခရကလချူဝဟမ်နီဒါနေတိုင်းလဲစားတယ်ဆိုတော့အရန်ကြိုက်လို့ဖြစ်မှာပေါ့เนาะအဲ့တော့နံပါတ်1အဖြစ်မှာကနံပါတ်1အာဂျူ ကျွန်တော်ခေခွတ်အချူရာကျွားဟမြေတာနော်ညမနော်အဲ့တော့30ဖုံပြီးပြီး38နဲ့30ကိုတွားရအောင်38မှာဆိုကြအောင် B ကဦးမြေတာမိုးရွာတယ်ကြတဲ့ဆိုချမ်းမွန်တယ်အဲ့ဒါကြောင့်ဖြစ်တင်းပေါက်ကိုမိုးရွာလို့ဖြစ်တင်းပေါက်ကိုဖွင့်ပါလားပိတ်ပါလားဒီတိုင်းစဉ်းစားကြည့်တော့သိရလေနော်ပိတ်ပါဘောနော်မိုးပတ်ပါဆိုတော့အဲ့တော့ ြင်အောင်ပိတ်တဲ့ဟာလေးကြည့်မနော်စာမြေသားဝဲပါတယ်ဂျူမြေသားပေးပါတယ်ဓာတ်စမြေသားပိတ်ပါတယ်နံပါတ်၄က x စမြေသားဖတ်ပါတယ်အဲ့တော့ဆက်မောက်သိနေပြီနံပါတ်3ကိုရွေးချယ်ရမယ်နော်ဖြေမှန်းနံပါတ်3နောက်39 owner မှာနိဖီကုန်းသားမြေသားဒီနေ့အရန်ပြန်မှန်းနေနော်ဂျီဘဲဆိုအိမ်မှာကွက်လက်လုပ်မယ်နံပါတ်1ရှူမြေသားနားပါတယ်2နော်တွဲမြေသားရပါတယ်ဖြစ်ပါတယ်နံပါတ်3ခြားတဲ့မြေသားညက်တယ်ဖြတ်တယ်၄ရ၆စမြေသား ဒီရှာဖွေတယ်လို့တောင်းတယ်အဲ့တော့ဒီနေ့အရင်ပစ်မှန်တော့အိမ်မှာမလုပ်ဘူးအိမ်မှာထပ်ပြီးတော့အလုပ်လုပ်ပါလားလုံးလေနော်နားမှာဆိုတော့နံပါတ်1ကိုယူမယ်အပြင်မှာနံပါတ်1ယူမိတာရမယ်နော်ဟုတ်ပြီအဆိုရင်40လေးဆက်သွားရအောင်အဲဟုတ်ပြီ40မှာကျတော့ပုံစံတော့တစ်မျိုးပြောင်းသွားပြီ ရင်းစဉ်ကနေ52ထိတဲ့เนาะသူရဲ့ပုံစံဖြေရမယ့်ပုံစံက၃ပုတ်ရှိမယ်ခေါင်းစဉ်ကိုဖတ်မယ်เนาะအရင်ဆုံးမဖြေခင်မှာခေါင်းစဉ်တွေကိုအရင်ဖတ်ပါ다음을잊고마치않는것을고르십시오ဒီနေရာမှာအကြောင်းလိုက်တော်တော်များများမှားကြတာရှင်เนาะ마치않는ဆိုတော့မှန်မှန်ကန်တာမှားတာကိုရွေးခိုင်းတာเนาะပေါ်မှာပေးထားတဲ့ဟာနဲ့အောက်ကစာချုပ်နဲ့မတူညီတာကိုရွေးခိုင်းအဲ့ဒါကိုအကြောင်းသားတော်တော်များများမှန်နှင်းဆိုပြီးတော့မှန်တာတွေကိုရွေးကြ မှန်တာတွေကိုရွေးကြတာများလို့အမမားတင်မဲမှားတာပေါ့နော်အဲ့တော့ခေါင်းစဉ်ကိုဒေချာလေးကြည့်ပတ်ပါမှန်မှန်ကန်တာနော်မှန်မှန်ကန်တဲ့အရာကိုရွေးပါအဲ့တော့မှန်မှန်ကန်တာကိုရွေးတဲ့အတွက်ကြောင့်မို့လို့ဆရာမတို့ဒီအပေါ်ကဒီဟာရုပ်အရင်မဖတ်နဲ့ဒါရုပ်အရင်မဖတ်နဲ့နော်ဒီအောက်က1 2 3လေးကိုကြည့်ပြီးတော့တင်တင်တစ်ကစာကြောင်းနဲ့အပေါ်ဟာနဲ့ကြိုက်လားနှစ်နဲ့ကြိုက်လားတစ်ခုနဲ့တစ်ခုတင်တင်နဲ့တစ်ကဟာနဲ့ဒီစာပိုင်းနဲ့တူညီနေလားတူညီနေရွေးလို့မရအောင်နှစ်နဲ့တူညီနေလားတူညီနေရွေးလို့မရအောင်သုံးနဲ့ဟာ တူညီလေလားမတူညီဘူးဆိုမှရွေးရမှာမှန်မှန်ကန်တာကိုရွေးချင်ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်အဲ့တော့ကြည့်အောင်နံပါတ်1ဂင်ပတ်ပင်မီတာထမင်းလိမ့်ဖြစ်ပါတယ်အဲသူကလေဒီမှာထင်းနေရပြီးတော့ဘူကိုကီဂင်ပတ်လို့ပြောတာဂင်ပတ်မှန်နေရောရွေးလို့မရအောင်နော်နံပါတ်2ချွန်းနိုဘဲချွန်းနိုဘဲကွန်နီမီတာ1500 1500ဖြစ်ပါတယ်ဆိုတော့ဈေးနှုန်းသူ့ဈေးနှုန်းကလည်း1500ဆိုတော့တူညီနေပြန်အောင်ယူလို့မဖြစ်ပြန်အောင်เนาะခေါင်းစဉ်မှာမတူတာကိုယူခိုင်းတာအဲ့တော့နံပါတ်3ဘူလ်ဂိုကီမရှိမီတာ ဘလုကူကြီးအရသာမဲသားကြီးအရသာဖြစ်တယ်ဆိုတော့ခေါင်းသူရောင်းတဲ့ခေါင်းစဉ်မှာအောင်တိလိုက်ဘလုကူကြီးကပတ်ဆိုတော့ဘလုကူကြီးအရသာဆိုတော့မှန်နေသေးရွေးလို့မရအောင်နံပါတ်လေးကြည့်အောင်ရှစ်ပီဝါလ်ကကြီးဖမ်းမိတာ17လ17လပိုင်းအထိရောင်းပါတယ်ဆိုတော့တစ်ချက်ကြည့်မယ်သူရောင်းတဲ့ကာလက2023ခုနှစ်17လပိုင်း30ရက်နေ့အထိလို့ပြောတာ17လပိုင်းเนาะ ship bill တော့လို့ပြမှာเนาะဒါပေမဲ့ဒီမှာနံပါတ်လေးက ship in world 12လပိုင်းအထိလို့ပြောထားတဲ့အကြောင်းမလို့မှားသွားပြီတွေ့လားအဲ့တော့မှားသွားတဲ့ဟာကိုရွေးချယ်ရမှာအဲ့တော့နံပါတ်40ရဲ့ဂျုံတပ်အဖြေမှန်ကနံပါတ်4မမှန်ကန်တာကိုရွေးချယ်ခိုင်းတာနော်မှန်တာအောင်မဟုတ်ဘူးနော်မှန်တာ3ခုတောင်မှန်နေရနော်အဲ့တော့မှန်မှန်ကန်နဲ့မှားတဲ့တစ်ခုကိုရွေးချယ်ခိုင်းတာမှားတဲ့တစ်ခုအဖြေမှန်အဖြစ်ရွေးချယ်ရမယ်ဆိုတဲ့သဘောပေါ့နော်ဒါမယ်နော်အဲ့တော့အစာပိုက်ကိုယူမဖက်ပဲနဲ့အောက်ကတစ်နှစ်သုံးလေးနဲ့အညီမှုရှိမရှိကိုအညီကြည့်ပြီးတော့အဖြေမှန်ယူရမှာနော် မကိုက်ညီမှသာမှန်တာเนาะနောက်၄၁ကြည့်ရအောင်၄၁မှာလည်းပဲကြည့်မယ်เนาะခေါင်းစဉ်က into gone เนาะဒီ into ပန်းချံအဲ့တော့တက်ကနေစကြည့်မယ်ဂျူချချံငခုံအန်နဲ့အစ်စမီတာဂျူချချံဒီကပါကင်ကပန်းချံအထင်းမှာရှိတယ်ဆိုတော့ဟုတ်လားဟုတ်လားဒီမှာတတိတတန်ရေเนาะမရှိဘူးအဲ့တော့မှားတယ်เนาะမှားတာကိုရွေးရမယ်เนาะ မှားတာကိုပဲရွေးရမှာနော်သူမီအောင်ရွေးချင်လိုက်တာပေါ့အဲ့တော့နံပါတ်1ကအပြည့်မှန်ဖြစ်တယ်ဒါပေမဲ့တစ်ကိုမှန်သွားဆိုပြီးတစ်ကိုရွေးမချနိုင်အောင်နော်မဝိုင်းနိုင်နေအောင်ခဏလေးနှစ်သုံးလေးကိုလည်းဖတ်ကြည့်ကြည့်အောင် cafe your pay watching city is me da coffee sign be ma watching ji shi de de ho la no di ma shi e mman ni yu lo myaw no now number 3 gong won ne if ku ka hange imi da de hange is me da no pan chan ne ma if ku win paw ka ta khu ba shi de နော်ဟုတ်တယ်နဲ့နော်တခုပဲရှိနောက်ခုမရှိအဲ့ဒါလည်းမှန်နေသေးတယ်နောက်နောက်တခု ego sensor non good heart ဆိုရင်စင်မီလာဒီနေရာမှာအဲ့ဒီပိုင်းချက်တွေမှာ non good heart ဆိုတာကဒီ basketball ကစားတာကိုပြောတာအဲ့တော့ non good jan လေးဒီမှာရှိနေစကားစားလို့ရတော့မှန်နေတယ်အဲ့တော့ဆမ်မလို့မမှန်တာကိုရွေးချင်တာဖြစ်တဲ့ကြောင့်နံပါတ်1ကမမှန်နေဘူးဒါကဂျူဂျာချန်အထင်းထဲမှာရှိတယ်လို့ပြောတာဒါပေမဲ့ပုံမှန်ကအပြင်မှာတက်တက်ရှိနေဆိုတော့မှားတယ်အဲ့တော့အပြင်မှာကနံပါတ်1ကိုယူရမယ်မမှန်တဲ့ဟာနော်မမှန်တဲ့ဟာမဟုတ်ဘူး အဲ့တော့နောက်ထပ်53လေးဆက်ကအာ52ပေါ့နော်52 53ကကြည့်မယ်သူကသုံးဖို့ဖြေရဆိုတော့40 41 40ဆိုတော့အဲ့တော့ဒီမှာလည်းကြည့်မယ်နော်ဒီစာပိုက်ကိုရင်ကြည့်ကြည့်လုံးဝမဖတ်နိုင်အောင်နော်အောက်ကဟာလို့ပြောနေတာအဲ့လိုအခွက်လေးလာပြီဆိုရင်စာပိုးတဲ့အခွက်လေးလာပြီဆိုအောက်ကလူနာမည်ကိုကြည့်လိုက်အဲ့ဒီလူနာမည်ကအပေါ်ကစာကိုရေးတဲ့သူစူမီကအပေါ်ကစာကိုရေးတဲ့သူနော်မမစင်နဲ့နော်အပေါ်မှာပါတဲ့နာမည်ကကျတော့လက်ခံရရှိသူကိုပြောချင်တာနော် 그러지 않았는데 수미 씨는 오늘 바빴습니다. 수미가 니 눈이 너무 안 익혀요. 라. 사마 알짜마 패지 전 수미야 이래 지은이 저는 오늘 일이 많아서 아직 회사 있어요. 니제이브리미로 서로 이제 러브리 미래 쇼비에서 두두베 많이 돼 유도 미아노. 好，那么呢，苏米先生메시지를보냈습니다메시지보내요好了。 ဟုတ်တယ်လေနော်ဒီအရာစာမက်ဆေ့ချ်ရှိပုံစံမျိုးစာပို့တဲ့ပုံစံမျိုးဆိုမှန်နေသေးတယ်နောက်တစ်ခုနံပါတ်3 submission ကြီးကဖွဲ့စာရေးစီမီလာအခု company မှာရှိတယ်ဆိုတော့ဟုတ်လားကြည့်ကြည့်နော်ဘုန်းကြီးဒီမှာနောက်ဆုံးအားကြီးဖွဲ့စာရေးဆော့ရောအခုတည်းကဖွဲ့စာမှာရှိနေသေးတယ်ဆိုတော့ကြီးကံကကြီးပေါ့နော်အခုတည်းတည်းဆိုတော့မှန်နေသေးတယ်နောက်နံပါတ်4 submission ship on who way to buy company က10မိနစ်နောက်မှ10မိနစ်ပြီးရင်ဖတ်တော့အထွက်ခွာမှာဆိုတော့ company ကနေပြန်တော့မှာပြောတာပေါ့နော် ဟုတ်လားကြည်ကြာ open way to bar ကိုရောသူစတဲ့မှာက5မိနစ်နေပြီးထွက်မှာဓမ္မက7မိနစ်နေပြီးမှထွက်မှာဆိုတော့မကိုက်ညီဦးတွေ့လားအဲ့တော့မကိုက်ညီတဲ့အရာတခုနံပါတ်ကိုရွေးချယ်ရမှာအဲ့တော့အဖြေမှန်ကနံပါတ်၄ဟုတ်ပြီနော်မတူညီတာကိုရွေးချယ်ခိုင်းတာနော်တူညီတဲ့အရာကိုရွေးချယ်ခိုင်းတာမဟုတ်ဘူးနော်မတူညီတာကိုရွေးချယ်ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်တူညီတဲ့အရာကြီး၃ခုလုံးကမှန်နေတဲ့ဟာကြီးက၃ခုလုံး၃ခုလုံးရှိနေလိမ့်မယ်မှားတဲ့ဟာတခုပဲ အဲရှိမှာเนาะ၄ခုထဲမှာမှာ၃ခုကမှန်ပြီးတော့တစ်ခုကမှားနေအဲ့တော့အဲ့တစ်ခုကိုအဖြေမှန်အဖြစ်ရွေးချယ်ရမှာဘာလို့လဲဆိုခေါင်းစဉ်မှာတွေကမတိအနင်းကောဆိုပြီးပြောထားတဲ့အတွက်ကြောင့်မို့လို့เนาะအဲ့ဒါလေးအနည်းဂယုပြုเนาะပြီးတော့ပြရမယ်เนาะ၄၀နှစ်ထိအဲ့43လေးဆက်သွားရအောင်43ကလည်းအဲ့တိုင်းပဲအမှကြည့်အောင်သူကတော့ပုံစံလေးကွဲသွားတာပေါ့เนาะ 43ဟာကျတော့ဘယ်နှပုတ်ဖြေရမလဲသူကဖြေရမယ့်အပုတ်ကိုတိကျဒီခေါင်းစစ်မှာအဲပြောထားရနော်ဘယ်နှပုတ်ဘယ်နှပုတ်စီဆိုပြီးတော့အဲ့တော့ဒီမှာ43ဟာ45ဆိုတော့23 44 45ဆိုတော့၃ပုတ်ဖြေရမယ်ခေါင်းစစ်ဖတ်နော်အရင်ဆုံးခေါင်းစစ်ဖတ်သူကပုံစံချင်းပုံစံတွေက၃ပုတ်၃ပုတ်စီလို့၄ပုတ်စီလို့အဲ့လိုမျိုးမှာကွဲကွဲဝါဆိုတော့ခေါင်းစစ်နေဖတ်ကြည့်မှရမှာနော်ထောင်ဝဲအီကိုနေယုံကနေယုံကြီးကတ်တန်ကိုဆက်ကူရရှိဖြစ်ရော ောက်ပါတို့ကိုဖတ်ပြီးတော့နေယုံအချောင်းရာကကတ်င်းကတူညီရာကိုရွေးချယ်ပါတဲ့အဲ့တော့43က45သုံးဖို့ပြင်မယ်ကြည့်အောင်43စာပိုက်ကိုရင်ဖတ်မယ်ဒီမှာကတော့စာပိုက်ဖတ်ပြီးမှတူညီရာကိုရွေးချယ်လို့ရပါနော်ခုနဟာနဲ့ဆန့်ကျင်ပဲဖြစ်သွားပြီအဲ့တော့စာပိုက်ဖတ်မယ်저는친구와함께삽니다.되게지내아뚜뚜니데우리는집에서나루가엠마한국가수의코리아아소더의노래를메이드습니다.뜻인고네라인나타오네. 금요일에는 따오자네마 수업이 끝나고 아당아 비도와 비로 같이 노래방에 갑니다. 아두루 라오케장 도아레보너 너별에 에너 야비너 너매트 친구네 저와 같이 삽니다. 하라 두두 미래래 하울너 함께 삽니다. 너별아 에너 피아야네 비너매트 다음에 사파지메 두니야 유제가나너 맨네 저는 금요일에 수업이 없습니다. 따오자네마 아담이시래하라 ဒီမြို့ရဲ့ဆိုတော့ပြီးကိနာကိုအတန်းပြီးသွားလို့ပြောတာအတန်းရှိပြီးတော့အတန်းတင်ပြီးလို့ပြီးသွားတာကိုပြောတာလုံးဝအတန်းမရှိဘူးပြောတာဟုတ်အဲ့တော့နံပါတ်2ကမှားတယ်နံပါတ်3ဦးဒီနန်ဟန်ကွန်နိုဒတ်ချာကမ်ဒစ်စမီဒါကိုရီးယားတချင်တွေကိုမကြခဏနားထောင်နားထောင်တာတော့ဟုတ်တယ်ဒါပေမဲ့ तू ကမကြခဏလို့ပြောထားတာတကယ်တော့စာပိုက်မှာမဲအင်းနေတိုင်းအဲ့ဒါလွဲနေပြီအဲ့တော့ရွေးချယ်လို့မရဘူးမှားတယ်နံပါတ်4ချင်းကုနန်ကမြို့ရဲ့ဟုံးချလူတွေပါငယ်ကမြည်တာတကယ်ချင်းကနော် တောက်ကြနေမှာတယောက်တည်းနိုတဲ့ဘောင်သွားတယ်ဟုတ်လားအညီရောသူတို့အတူတူသွားမှနေနော်ခါချင်နိုတဲ့ဘောင်ကခါမြင်တာဒီကမျိုးအိမ်မှာအဲ့တော့လေးရလေးမှားတယ်ဆိုတော့နံပါတ်1အဖြေကအဖြေမှန်ကတော့နံပါတ်1ဒီ43မှနေ45ထည့်ရကြတော့မှန်ကန်တဲ့အဖြေကိုရွေးချယ်ရတာနော်တူညီတဲ့စာကြောင်းနဲ့တူညီတဲ့အကြောင်းအရာကိုရွေးချယ်ခိုင်းတာအာဘလိုပဲဖြစ်ဖြစ်လေးနံပါတ်တိုင်းမှာလေးအပုတ်တိုင်းမှာနံပါတ်1ကအဖြေမှန်ရတယ်ဆိုပေမဲ့လေ2 3လေးကိုဆက်ဖက်ကြည့်အောင်နော်ဟို အာတချို့ပုတ်တွေမှာဆိုတက်ကိုရွေးချက်လိုက်ပြီးတော့နောက်ထပ်ဟွန်းတကယ်တကယ်မှန်နေတာနောက်ထပ်အနံပါတ်ဖြစ်နေ ဖြစ်နေနိုင်တယ်လေเนาะအဲ့ဒါကြောင့်မလို့တက်ကိုတက်ကအဖြစ်မှန်ဖြစ်သွားပြီဆိုတက်ကိုကြည့်ပဲဆိုပြီးမဝိုင်းနိုင်တယ်เนาะနောက်ပြီးတော့မှတေးကြပြီဆိုမှတနည်းသုံးနည်းအကုန်လုံးဖတ်ပြီးတေးကြပြီဆိုတော့မှနံပါတ်1ကအမှန်ဆုံးဆိုမှနံပါတ်1ကိုရွေးပြီเนาะနောက်44မေမေညော 네다이너 여름에 누야디마 한강에서 디 한강 하미마 축제를 합니다. 보여 올때 저는 올해 소라가 디네 한강 축제디 디보나 하미에 보여 마 처음 갔습니다. 하미에 보여 올 바람아도 과게라 디네 마 축제에서 디 보여 마소에 처음 공연도 구경하고 아까 표비 보일래 구경하고 레바지 시로 야비로 너 맛있는 치킨도 먹었습니다. 야 다시래 짜게 짜 짜게 나면 짜조래 사케데 치킨 사짜 치킨 짜고 별하나 사케데 이러 두니가 위치 가네 남아지요이 치킨은 가을에 합니다. 아니 보이가 말에 가을 상우야디 말로 대호라 아니에요 여름 말로 가나 말에 남아네 이 축제에서는 에서 뭐라 디보만 처음 공연을 봤습니다. ဒီအကဖြိုပြီးပွဲကိုကြည့်ခဲ့တယ်ဟုတ်လားအမှဆိုရင်ဟိုတဲ့သူဒီနှစ်မှာသွားတယ်ပြီးတော့ဘာလုပ်သေးလဲချုံကုံရုံတို့ကူကြောင်ဟောက်ကိုဆိုကြည့်ခဲ့တာပဲနေเนาะလက်ပဲကြည့်ခဲ့အဲ့တော့မှန်နေတယ်နောက်နံပါတ်3ချော်နေဂျန်ညိုနဲ့အစ်ချူတဲ့ကစမီတာချူတဲ့သွားခဲ့တာတော့ဟုတ်တယ်ဒါပေမဲ့ तू ကစာပိုင်းမှာဒီနှစ်မှာသွားတာဒါပေမဲ့၃မှာကမနစ်ကသွားခဲ့တာဆိုတော့မှားတယ်เนาะအဲ့ဒါလေးလေနည်းနည်းတခြားလေးကြည့်ပြီးနော်နောက်တော့နံပါတ်4ချော်နေအစ်ချူတဲ့ဆိုအဲ့ဒီ 뿌에로 마 치킨은 못 먹었습니다. 진짜 엄마 사게야 우리. 홀라 아니에요. 나속만 어 맛있는 치킨도 먹었습니다. 사게래. 이런 말에. 앞이만가 남아 네. 다음에 너 예전 아마존 저는 자전거가 있지만 너 자전거좌 스페인가 시비메 잘못 탑니다. 건강 엄마 시작 부분 그래서 알아서 저는 주말마다 ပေးရတိုင်းမှာမင်းစုရှိတယ်မှာနာဆိုမင်းစုကိုတွေ့ပြီးတော့ခြာကျုံကောတဲ့ဘဲဦးမိတာမင်းစုရှိကနေခြာကျုံကောတင်ယူတာပေါ့နော်။နာကျုံငယ်နောက်ကြရင်မင်းစုရှိဝါခြာကျုံကောယောဟင်းလဟာကိုရှစ်စမိတာနောက်ကြရင်တော့မင်းစုနဲ့အတူတူခြာကျုံကောစပိန်စီးပြီးတော့ခီးသွားတာကိုသူသွားချင်ပါတယ်လို့ပြောတယ်။အဲ့တော့နံပါတ်1ခြာနဲ့ခြာကျုံကောကအော့ပစမိတာဟုတ်လား။အညီရောနော်။စနေပတ်ဖြစ်နေရနော်။သူမှရှိတယ်။ရှိပြီးတော့ကောင်းကောင်းမရှိတတ်တာ။ 나 넘버티가 유름이야우나버네 저는 지금 자전거를 잘 탑니다. 그거 건강 시다 대래 아니에요. 마시다 되나? 마시다 대로 민수씨 안에도 되요. 나 넘버도 저는 주말에 민수씨를 만납니다. 빼야마서 민수고 뚜이래래 하라. 맞지만 어 그래서 저는 주말마다 빼야다 민수고 뚜이비로 자전거 되요래. 너? 지난해 너? 나 넘버 레이 저는 요즘 민수씨와 자전거 여행을 합니다. ခုတလောเนาะသူကမင်းစုနဲ့ဂျာကျုံကောခီးကိုတွားတယ်ဆိုဟုတ်လားအညင်ရောခုမှသူကတင်ယူနေတုန်းရှိသေးတာเนาะနောက်မှမင်းစုနဲ့အတူတူတွားမယ်လို့ပြောတာအဲ့တော့မှားတယ်အဲ့တော့အဖြစ်မှန်ပါဖြစ်မလဲနံပါတ်3လေးเนาะပိတ်ရတိုင်းမှာမင်းစုကိုတွေ့တယ်မာတာမပါဘဲနဲ့လေချူမားတဲ့ဆိုလဲမင်းစုကိုတွေ့ရပဲမှန်တယ်เนาะဟုတ်ကဲ့နော်ရမယ်နော်အဲဆံမ16လေးတော်မယ်နော် 46ကလည်းခေါင်းစဉ်လေးကြည့်မနော်။ဒါဆိုရင်ဘယ်နှပုတ်ဖြေရမလဲ46နဲ့48ဆိုတော့အလင်းမှာ49သုံးပုတ်ဖြေရမှာပေါ့နော်။နောက်ခေါင်းစဉ်လေးကြအောင် downward echo tension layer code ship ရှိ哦ပါတို့ကိုဖတ်ပြီးတော့ဒီမှာအတိကနော် tension layer ဆိုတာအတိကအကြောင်းရာအတိကအကြောင်းရာနော်ဘယ်လိုမျိုးလဲဆိုရင်ဒီမှာဆိုရင်စာပိုက်ရှိရဲ့အဲ့ဒီစာပိုက်တစ်ခုလုံးကိုချုပ်မှုပြီးတော့အဲ့ဒီ တပုတ်လုံးကဘာလို့ဆိုလို့လဲအဓိကဆိုလို့လဲဆိုတော့ရွေးချယ်ရတဲ့ပုံစံမျိုးเนาะတစ်နှစ်သုံးနေ့တည်းရွေးချယ်ရတဲ့ပုံစံအဲ့တော့ကြည့်အောင်56ချောင်းနင်းဒင်းဆန်းတဲ့ဟာတော့ဂျေဂျူတို့ရဲ့ဝါစမီတာတောင်တက်ဖို့ဂျေဂျူတို့လာခဲ့တယ်ကတော့တဲ့ဒါပဲမဲ့ owner ဘီကဝါဆိုဒီနေ့မိုးရွာလို့ဒင်းဆန်းနဲ့မိုးထက်စမီတာဒီတောင်တက်တာကိုမလုတ်ခဲ့အောင်ပေါ့เนาะနေရင်ကုတ်ဆန်းနဲ့ကာကိုရှစ်စမီတာမနှက်ပြန်တော့တေချာပေါ့တောင်ကို တက်ချင်တယ်ပေါ့နော်တောင်ပေါ်တွားချင်တယ်ဆိုတော့ကျဲဂျူရိုကိုတောင်တက်ဖို့လာတယ်ဒါပေမဲ့ဒီနေ့ကမိုးရွာလို့တောင်မတက်ခဲ့အောင်အဲ့တော့မနှက်ပြန်တော့တင်ချင်းတွေပေါ့တောင်တက်မယ်နော်အဲ့တော့ပြောရတာကရိုးရိုးလေးအဲ့တော့နံပါတ်1ကိုကြည့်အောင်ချောင်းနဲ့ကျဲဂျူရိုရဲ့ဆောဒင်းဆန်နိုက်ကွန်မြူနီတာကျဲဂျူရိုမှာတောင်တက်ပါမယ်လို့ပြောတယ်နော်ချုံငုံပြီးကြည့်ရင်မှန်နိုင်လားမှန်နိုင်တယ်လေနော်အဲ့တော့ တက်ကိုရွေးကြည့်မယ်ဒါမဲ့နှစ်သုံးလေးဆက်ဖတ်ကြည့်မယ်နှစ်ကဂျော်နန်ဒန်ဆာနဲ့ဟာနဲ့ကိုရှိဟင်းတင်နေတာတောင်တက်ရတာကပင်မန်းနေလို့ပြောတယ်နော်ဒါပိုက်မှာပင်မန်းနေပြောထားတာမပြောထားအောင်နော်အဲ့တော့မှားတယ်နှစ်မသုံးဂျော်နန်ဘီကဝန်းနေတာတဲ့ဂျူဝါဟာမြည်တာသူကမိုးရွာတာကိုကြိုက်တယ်လို့ပြောတာမိုးရွာတဲ့နေ့ကိုကြိုက်တယ်ဒါပေမဲ့မိုးကတော့ရွာတာဟုတ်တယ်ဒါပေမဲ့မိုးရွာတာကိုကြိုက်တာလားမကြိုက်ဘူးလားဆိုတော့သူ့ရဲ့ခံစားချက်ကိုမပြောထားအောင်စာပိုက်အဲ့တော့ရွေးချယ်လို့မရဘူး နောက်နံပါတ်၄ချောင်းနဲ့ဂျေဂျူးတို့ရဲ့ကဆောဆာရုပ်ကိုဟာမီတာဂျေဂျူးတို့သွားပြီးတော့နေဖို့ဖြစ်ပါတယ်။သွားနေမှာဟုတ်လားအဲ့လိုမျိုးမပြောထားအောင်နော်။သူရဲ့အဓိကဒီဆာဘိုင်းရဲ့ဆိုလို့ရင်ကသူတောင်တက်ဖို့ပဲဂျေဂျူးတို့လာခဲ့တာလို့ပြောတာ။နော်အဲ့ဒါလေးလေးလေးမှားတယ်ဆိုတော့အဖြစ်နိုင်ဆုံးအဖြစ်မှန်ကတော့၄၆ရဲ့အဖြစ်မှန်ကနံပါတ်၁နော်ဂျေဂျူးတို့မှာတောင်တက်မယ်လို့ပြောတာ။ အဲ့တော့ဒီ48ကနေ48ကအတိကဒီစာပိုင်းရဲ့ဆိုလိုရင်းကိုเนาะရွေးချယ်ရတဲ့ပုံစံမျိုးကိုပြောတာเนาะလုံးဝတူညီတဲ့ပုံစံမျိုးမဟုတ်ဘူးเนาะအရှေ့အပုတ်တွေလုံးလို့တူညီတဲ့စာပိုင်းနဲ့တူညီတဲ့အပုတ်ကိုဒီစာကြောင်းကိုရွေးချယ်ရတဲ့ပုံစံမျိုးမဟုတ်ပဲねတူနဲ့အနည်းဆက်ဆုံးစင်တူညီတဲ့เนาะအတိကသူပြောချင်တဲ့စာပိုက်ကပြောချင်တဲ့အတိကဆိုလိုရင်းကိုအနည်းဆက်ဆုံးတူညီတဲ့စာကြောင်းကိုရွေးချယ်လိုက်တာเนาะ တော့လေးစခွန်ချန်တန်ဘေဘေခွာကြောင့်မဲ့ဆိုကုံတိုင်းမှာမိုးကြတဲ့ဟာနာဆစ်စင်မိတာအိုးထုတ်တလုံးဝဲခဲ့တယ်။ခုမိုးကြနဲ့ခါပြောကိုရပုတ်မိတာပေါ့ပါပြီးတော့လှတယ်။ချောင်းနဲ့ယိုကျုံဖက်ကဲနာခဲ့တဲ့အခုတော့အပြင်ထွက်တဲ့အခါမှာခုမိုးကြတဲ့ခြေကျူးစစ်မိတာအကြခဏတုံးနေ။အဲ့တော့စာပိုက်တစ်ပိုက်လုံးပြန်ကြည့်မယ်ဆိုသူဘေခွာကျုံကနေပြီးတော့အိုးထုတ်တလုံးဝဲတယ်။အဲ့ဒီအိုးထုတ်ကပေါ့ပါပြီးလှတယ်။ပြီးတော့အခုတော့အပြင်ထွက်တဲ့အခါမှာသူအဲ့ဒီမိုးကြမကြခဏတုံးနေ။ ဲ့တော့နံပါတ်1ကျောင်းကျွန်내မိုးကြာကမောင်းမဲ့တမီတာဒီမောင်းမဲ့တမီတာဆိုတော့စိတ်တိုင်းကြတယ်သူ့တဘောတွေ့ရပေါ့နော်အဒီဥရောကသူ့သူ့စိတ်တိုင်းကြတယ်နောက်နံပါတ်2ကျွန်내ရေပုံးမိုးကြာကဖြစ်လို့ဟာမိတာအိုးဥထုံးလက်လာလေးတလုံးလိုအပ်တယ်လို့ပြောတယ်သူကလိုအပ်တာတော့မဟုတ်ဘူးဒါပေမဲ့သူကဒီတိုင်းမဲ့ဝယ်လိုက်ပြီးတော့အဲဝယ်လိုက်တဲ့ချိန်မှာအဲ့ဒီဥထုံးကပေါ်ပါပြီးလှတယ်ဆိုတော့ခန်းစားချက်ကို ခံစားရတယ်ပြီးတော့မှသူကအပြင်ထွက်တဲ့ခါမှာဥထုတုံးတယ်လို့ပြောတာအဲ့တော့လိုအပ်တာမလိုအပ်တာတော့မပြောတာအောင်အဲ့တော့ရှုလို့မရဘူးနံပါတ်3ချောင်းချင်းကိုရဲ့ကဲမိုးကြတဲ့ဂျူရီကွန်မြူနီတာတကယ်ချင်းစီကိုဥထုပေးမယ်ဟုတ်လားအာညင်ရောနော်နောက်နံပါတ်4ချောင်းပဲခွာကြမယ်ဆိုရင်အဲ့ဒါမျိုးချက်ကစင်မီတာပခွာကြမှာအလုံးလုံးရရင်ကောင်းမှာပဲလို့ပြောတာအဲ့ဒါလည်းမဟုတ်ဘူးနော်ဥထုအကြောင်းပဲသူပြောတာနော်ဥထုကလည်းသူအဲဒီဥထုကပေါ်ပါပြီးတော့လှတယ်လို့ပြောတာအဲ့တော့သူ စိတ်ထဲမှာသဘောတွေ့တာပေါ့เนาะအဲ့တော့အဖြေမှန်49ရဲ့အဖြေမှန်ကိုရွေးရမယ်ဆိုရင်နံပါတ်1ဖြစ်တယ်เนาะမအောင်မဲ့တင်မိတာเนาะဓာတ်ရိုက်ကြီး तू ကလှတယ်ငါကြိုက်တယ်အဲ့လိုမျိုးပုံစံမျိုးကိုရွေးခိုင်းတဲ့ပုံစံမဟုတ်ဘူးเนาะအနည်းဆက်ဆုံး तू ရဲ့စာပိုက်ရဲ့ဆိုလိုရင်းနဲ့အနည်းဆက်ဆုံးဟာကိုရွေးချေခိုင်းတာเนาะအဲ့တော့နံပါတ်1ပါနောက်48လေးကြည့်အောင်저는고등학교졸업후에เนาะ 모든 학교 소라가 디 타단 자모나 졸업 후에 보야 비데 나마 김 선생님을 못 만났습니다. 세야마 김고 못뛰야오 보노 뛰도 못뛰야로 보. 저는 이번 주말에 디디바베야마 김 선생님고 나 만나러 갈 겁니다. 뛰고도 아마 봐. 빨리 주말이 오면 좋겠습니다. 몇 명이 빼야 영이 가마베 루교라. 그래 ဆရာမကိုအရင်တုန်းကတော့တွေ့တယ်ဒါပေမဲ့ပွဲရပြီးတော့မှမတွေ့တော့အဲ့ဒါကြောင့်ဒီတစ်ပတ်ပဲရမှာသွားတွေ့မယ်အဲ့တော့ပိတ်ရကမြ мян ရောင်းရင်ကောင်းပါပဲနော်အဲ့တော့နံပါတ်၄ကြာချောင်းနန်းဆုံးစနေမြင်ဒီကွန်ပျူတာဆရာမဖြစ်မှာပါဟုတ်လားအနည်းရောနော်ဆရာမဖြစ်မယ်လို့မပြောဘူးနော်ဆရာသူ့ရဲ့ဆရာမကိုသွားတွေ့ပါနော်နောက်နံပါတ်၄ချောင်းနန်းဂိမ်းဆုံးစနေမြင်ဘူဘိုရှစ်စမီတာတွေ့ချင်ပါတယ်ဒါကနည်းနည်းဖြစ်နိုင်ချေရှိနောက်နံပါတ်၃ချောင်းနန်းကိုတဲ့ဟာကျိုးတဲ့ချိုးတော့ဖဲဟမ်နီတာ ဒီအထက်တန်းကျောင်းကိုဘွဲရဘွဲယူရမယ်လို့ပြောတာဘွဲတော့ရတယ်ဒါပေမဲ့သူကဘွဲရပြီးနောက်ဆိုပြီးတော့စာပိုက်မှာပြောထားတာဘွဲကိုယူမှယူရမယ်လို့ပြောတာမဟုတ်ဘူးเนาะနံပါတ်3လို့ပြောအဲ့ဒါတော့ယူလို့မရဘူးနံပါတ်4ချောင်းနဲ့ဟက်ကွေတာနင်းနေကောရှိဂျီလ်ကော့ပ်စ်မြေတာကျောင်းတက်နေတဲ့တော်တွေမှာပျော်ရွှင်ပါတယ်တဲ့เนาะကျောင်းတက်တာပျော်တယ်ပေါ့ဒါပေမဲ့သူကျောင်းတက်တာပျော်တယ်မပြောဘူးမပြောထားအောင်เนาะဒီဘွဲရပြီးနောက်ဆီယမောက်မတွေ့ရလို့သွားတွေ့မယ်ဆိုတဲ့အကြောင်းပဲပြောထားတာအဲ့တော့လေးလက်ယူလို့မရအောင်အဲ့တော့ အဲအတက်တော်ဆုံးเนาะဒီအနည်းဆက်ဆုံးယူရမယ်ဆိုရင်နံပါတ်1ကိုအပြင်မှာအပြည့်ယူရမယ်။ဆီယာမကိုဒီအကြောင်းပြီးတော့မတွေ့ရတော့ဒီတစ်ပတ်ပြည့်ရသွားတော့တွားတွေ့တွားတွေ့မှာအဲ့တော့ပြည့်ရကမြန်မြန်ရောက်ရင်ကောင်းမှာပဲ။အဲ့တော့ဆီယာမကသူတွေ့ချင်နေပြီဆိုတဲ့သဘော။အဲ့တော့ကျွန်တော်နဲ့ game source နေမျိုးကိုကို ship စနေတာဆိုတော့နံပါတ်1ကိုယူရအဲ့တော့ junction နဲ့ young ဆိုတာကအတိကဒီစာပိုက်ရဲ့ဆိုလိုရင်းကိုခြုံငုံပြီးတော့ပါဒီစာပိုက်ကဘာလို့ဆိုလိုလဲဆိုတာကိုအနည်းဆက်ဆုံး1 2 3 4 တဲ့ကနေယူရတဲ့ပုံစံเนาะအဲ့ဒီเนาะ